အခုဖြိုးတို့က University of Cambridge ကို လာပြီးတော့လေ့လာတာပါအခုလိုမျိုးကဘာကျော်တဲ့တက္ကသိုလ်လိုင်းထဲမှာပညာရေးနဲ့ပတ်သက်တဲ့အတွေးခေါ်တွေကိုတစ်ခြားလေးဆွေးနွေးကြပါတယ်အဲ့တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါနောက်ဆုံး question ကစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ပါလိမ့်မယ် so let's go ပါ let's go ပါအဆုံး question ကတော့အရင်စိတ်ဝင်စားစရာကောင်းတဲ့ University of Cambridge ကြီးသူ့ရဲ့တမိုင်းကြောင့်ရှိတယ်ပေါ့နော်ဒါသူတို့ရန်ဖြစ်ပြီးတော့မှမကြည့်မနဲ့နဲ့ဖြစ်လာတယ်ဆိုတာလေးကို Cambridge နဲ့ Oxford ကပေါ့နော်လန်ဒန်ရဲ့ Professor တွေပဲချမ်းမှရှိရပေါ့နော်အဲ့တော့ Oxford က scholar တွေကသူက Cambridge ဘက်ကိုပြောင်းလာပြီးမှကျောင်းတည်ထောင်တယ်လို့တတိကျရတယ်ပေါ့နော်အဲ့တော့အမလည်းဒီကျောင်းနဲ့ပတ်သက်ပြီးမှပါရီလည်လာထားလဲပေါ့နော်အဲ့ဒါကပေါ့နော်အရင်ခေတ်တုန်းကကျတော့မြို့မှာရှိတဲ့သူတွေနဲ့ပြဿနာတက် conflict ဖြစ်ပြီးတော့မှအဲ့ကျောင်းသားတွေကဒီကိုရွှေ့လာတာပေါ့နော်ရွှေ့လာပြီးတော့မှသမိုင်းလေးကတော့တူတူတူလေးပါပဲဖက်ပြီးတော့မှပေါ့နော်ဘာလို့သင်ခန်းစာရလဲဆိုတော့တချို့ຢာတွေကလေ when you do out of anger you you create a very big success and very big project ကွာဒါကြောင့်မလို့အောင်မြင်မှုမှာ story တွေမှာသွားကြည့်လိုက်တယ်ဆိုတာအဖေကိုစိတ်ဆိုးလို့အောင်မြင်လို့လိုက်တယ်တော့သိရမလား user နဲ့ပြက်ပြီးတော့မအောင်မြင်လို့လိုက်တယ်တော့ဗောနော်အခုဒီဟာဆိုရင်လဲ outspoke မှာအဲ့မှာလုံးဝအဆင်ပြေလို့ဒီဘက်ကိုအဲ့ scholar တွေပြောင်းလာပြီးတော့ these cambridge ဆိုတာဖြစ်သွားတယ်ပေါ့နော်ဒါအရန်ကောင်းတဲ့ story တစ်ခုပဲပေါ့နော်ရာရာအဲ့ဒါလေးကိုမှဒီ story လေးကိုကြိုင်နေမှာကိုကတခုခုမကျင်တတ်တာဖြစ်နေရဲ့ဥမာ system တခုမကြိုက်ဘူးကိုရဲ့နော်အထက်လူကြီးကိုမကြိုက်ဘူးကိုမကြိုက်တဲ့ຢာဖြစ်ဖြစ်နေရဲ့ဆိုရင်ကိုကြိုက်တဲ့ဟာပိုကောင်းတယ်လို့ထင်တဲ့အရာကို ဖက်ရှင်အနေနဲ့ energy အနေနဲ့ motivation အနေနဲ့ inspiration အနေနဲ့အတုံးချမှာအဲ့ဒါမြန်မြန်အတုံးချမှာနော်ပြီးရင်ပျောက်သွားရင်ကိုယ်လည်းလှုပ်ချင်ကန်ရှင်စိတ်တွေပြန်ပျောက်သွားဒါအမရုံမှာတော့တစ်ခါလေးဖြစ်တယ်ကျွန်တော်နည်းနည်းလေးဟိုဟာတစ်ချက်ပြောပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ငငယ်တုန်းကတနိုင်းတို့မစ်ချနာတို့မှာကြောင်းတက်တုန်းကလေဟိုဘူလီအရန်လုတ်ခဲရပေါ့နော်စကားထက်လို့ရယ်ပြီးရင်အရက်ရှည်လို့ရယ်တိုင်းသားမလို့ရယ်ပေါ့နော်အဲ့တော့အခုအမပြောလိုက်တဲ့ဟာက မကန်ချင်စိတ်ကိုပြောတာ yes yes အဲ့တော့ကျွန်တော်ဆိုရင်မကန်ချင်တဲ့စိတ်တွေအများကြီးရှိတယ်ပေါ့နော်အာကိုယ်တခုခုပြောရင်မကန်ချင်တဲ့စိတ်နဲ့ okay ငါကြိုးစားရမယ်ငါပြောင်းလဲရမယ်ပေါ့နော်အဲ့ဒီမကန်ချင်တဲ့စိတ်က the best motivator yes ကို motivation နဲ့အများကြီးပေးရပေါ့နော်ဟိုစားလို့စီရပေါ့နော်ဒါပေမဲ့တခုပြောချင်တာက the best revenge is success yes သူတို့အနေနဲ့ revenge လုပ်ချင်တဲ့ဆိုရင်အောင်မြောင်မလို့အဲ့ဒီမကန်ချင်တဲ့စိတ်နဲ့စားရမယ်ဒါပေမဲ့ကိုက အောင်မြင်လို့ပြီးတော့ဆိုပြီးသွားပြီအခြားဘာမှလူတယောက်ကို나ကြံလို့ဆံမလို့ပေါ့နော်လို့ဆံမလို့လေတိလာဥမာအမားတို့ဆိုရင်လည်းဖြစ်တာပဲအမားတို့ကို online ပေါ်မှာဝေဖန်တဲ့သူတွေရှိတယ်အဲ့မဲ့အဲ့ဝေဖန်တဲ့သူတွေကိုကိုယ့်ရဲ့ the best revenge က keep on going man ပြီးရင် keep on building something beautiful ပေါ့နော်အရန်အကျိုးရှိတဲ့အရန်တမိုးရှိတဲ့အရာတွေကိုဆက်ပြီးတော့ဖန်တီးနေဖို့ပဲပေါ့နော်အဲကြောင့်မလို့အဲ့ဒီ story လေးကနေပြီးတော့မှသင်ခန်းစာရတယ်ပြီးရင်ကြည့်လိုက်ဘလောက်ကြီးမြတ်တဲ့အောင်မြင်မှုကိုဖန်တီးလိုက်လဲဒီနိုင်ငံရဲ့တကယ် main economy อ่ะခုလိုမျိုးចောင်းနေရနေလာတယ် Cambridge မြို့ဆိုရင်လည်းပေါ့เนาะဒီចောင်းចောင်းမလို့ billion dollar income တနေ့နဲ့တနေ့ရနေရပေါ့เนาะ so it's very cool story yeah Thank you for sharing that. So let's go to the next question, Ma. Okay. Yeah. နော် तू อ่ะ तू อ่ะ तू မေးချင်တာရင်မေးရလမ်းလမ်းလျှောက်နေတယ်ကိုမဘာမှပြင်ဆင်ထားတဲ့အဖြေလည်းမရှိဘူးပေါ့နော် It's most better လေတိလားဖြိုးနေရကိုဗီဒီယိုတွေကြည့်ရတဲ့အကုန်လုံး comment ထဲမှာမှတ်ခဲ့ပေးပါအခုလိုမျိုးဗီဒီယိုတွေကိုကြိုက်လားဒါမှမဟုတ်လေတေချာစီစဉ်ပြီးတော့မှ preparation တွေလုပ်ဗီဒီယိုကြီးထိုင်ရိုက်တာကြိုက်လားအခုကဖြိုးနေရကလက်တန်းပြောနေရနော် live လင်းတလို့မျိုးပဲနော် basically ဘာမှမတိုင်မထားဘူးအတွေးတွေပေါ်လာတယ်အဲ့အတွေးတွေကိုပြောနေရပေါ့နော် basically ဒီ conversation တွေဒီဖြိုးနဲ့ဒီဒီရဲ့ပုံမှန်စကားဝိုင်းကိုပေါ့နော် ဖြိုးတို့ကိုတံမိုးထားတဲ့သူတွေကိုဖြိုးတို့ကတွေးတွေကိုလက်ဆောင်ပေးတဲ့အနေနဲ့ sharing လုပ်တာပေါ့နော်ဟုတ်ဒီရောအခုဖြတ်နေတဲ့ college ကဒီ Cambridge မှာနာမည်အကြီးဆုံး college ဖြစ်ပါတယ် Kings College လို့ခေါ်တယ်ပေါ့နော် Cambridge တို့ Google မှာရှာလိုက်တဲ့ဆိုရင် Cambridge campus ဆိုပြီးမှမရှိဘူးပေါ့နော်ဒီမှာ university ပေါင်း30တခုပေါင်းတဲ့ဟာကို Cambridge လို့ခေါ်တယ်အဲ့ထက်မှာ ဒီပုံကအရင်ဆုံးပေါ်လာမှာပါပေါ့နော်ဒီ canvas ကပေါ့နော်အဲ့ဒီအခုနကပဲနောက်မှာလေးစီးပြီးသွားပြီအာတော်တော်လေးကိုလာပါတယ်တတိယဒီမြို့ကိုအခောက်တရားလောက်ကိုရောက်ဘူးတယ်ပေါ့နော် Yeah အဲ့နဲ့ပတ်သက်ပြီးတော့မှဒီကြီးကိုမေးချင်တာကဒီဒီဒီမှာ master တက်ဖူးတယ်ပေါ့နော်အဲ့ master တက်တဲ့အတွေ့အကြုံလေးဘယ်လိုမြင်လဲပေါ့နော်အခုလိုမျိုးကဘာလုံးမှာရှိသမျှလူတွေကကွာကျောင်းတက်မယ်လို့ပြောလာရင်အရင်ဆုံးစိတ်ထဲမှာပေါ်လာတာက Oxford Cambridge Harvard ဲ့တော့ဒီမှာတော့နင်က Cambridge ကိုမတက်ဘူးဆိုပေမဲ့ one of the college မှာတက်တတာဆိုတာဘယ်လိုမျိုးခံစားချက်ရှိလဲပေါ့နော်အဲ့တော့ကျွန်တော်ထင်တယ်ကျွန်တော်ဒီဟိုကျောင်းလာတက်တော့ငါပေါ့နော် around timing လို့ထင်တယ်ပေါ့နော်အဲ့တုန်းက covid ဖြစ်နေရဲ့ကျောင်း campus တွေကပိတ်ထားတယ် line ပေါ်ကနေတင်ရပုံများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဖြင့်ကျောင်းတက်ရင်အတိကကလိုချင်တာကចောင်းစာမဟုတ်ဒါကျွန်တော်ပုံပုံလေးပြောပါတော့ကိုက self learning အများကြီးရှိတဲ့အခါမှာ အဲ့ကြောင်းအဆောက်တွေအချင်းမရွေးကောက်ဖက်လိုက်လို့ကြာတယ်။ကိုနားလေနိုင်တဲ့ဟိုညံရီရှိရပေါ့နော်။တင်ချာမှုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်။အဲဒီဒီလာတက်တာက Master in Marketing ကိုလာတက်တာပေါ့နော်။အဲ့တော့ Brown subject ဖြစ်သွားတာကိုရီးယား Practitioner တွေဆိုတော့နော်။ဟုတ်တယ်။အဲ့တော့သူကတင်ချာမပါဘူး။စောက်ဖက်ရင်အဲ့ Human Psychology တွေကိုကိုကနားလေရင် Marketing လုပ်လို့ရတယ်။ Marketing Strategy တွေကိုနားလေရင်လုပ်လို့ရတယ်ပေါ့နော်။အဲ့တော့ဒီဒီလာတက်တုံးကဆိုရင်လုံးဝ line ပေါ်ကနေတင်ပြီးမှကို့မှလေ What the hell like is this ပေါ့နော်။ဆိုတော့ကိုကကြောင်းတက်တဲ့ဆိုတာ I want connection I want to be relationship အဲ့တော့ဒီ campus မှာကြောင်းတက်ရတဲ့ feeling နဲ့ line board ကနေတက်ရတဲ့ feeling ကတခြားစီပဲဟို campus မှာကြောင်းတက်တဲ့ခါမှာလူငယ်တွေကို train ပေးတာ soft skill အကုန်လုံး train ပေးရတယ်အဲ့တော့ကြောင်းသားတယောက်အနေနဲ့ university ကြောင်းတက်တဲ့ဆိုတာကြောင်းစာက 10%လောက်ပဲကျန်တဲ့ဟာကကိုလန်းနေရတာတွေအကုန်လုံးကကိုယ့်ဟာကိုဘယ်လို time management ဘယ်လိုလုပ်မလဲကိုက stress ဖြစ်နေရယ်ဆောင်းဝတ်ဖြစ်ရတော့မယ်ဒီ stress ကိုဘယ်လိုမျိုး manage လုပ်မလဲပေါ့နော်အာဆောင်းဝတ်ဖြစ်ငါနီးနေပြီးအလုပ်တွေလည်းရှိတယ် energy မရှိဘူးကိုယ့်ရဲ့ energy ကိုဘယ်လိုမျိုး manage လုပ်ရမလဲပေါ့နော်အပြင်ကိုယ့်ရဲ့ habits တွေ pattern တွေဒီ life ကို balance လုပ်တဲ့ဟာတွေ social skills တွေ leadership တွေလူတယောက်အောင်မြင်ဖို့ low at the skills တွေအကုန်လုံးကိုဒီ university life ကတင်ပြရ yes ကျောင်းကတင်ခဲ့စာမဟုတ်ဒါပေမဲ့အဲ့ဒီ university မှာကျောင်းတက်တဲ့ university life ကတင်ပြရပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကြောင့်ဒီတိကဒီမှာအဲ့ဒီတုန်းက covid တက်မှလာတက်လိုက်တဲ့ခါမှာအဲ့ဒါကိုမကြလိုက်ဘူးပေါ့နော်အဲ့တော့တိတ်မပြောခဲ့ပါဘူးဒီတိနဲ့ကျောင်းတက်တဲ့ကလေးတွေကကလေးလေးတွေပါပေါ့နော်ကိုကအသက်နဲ့မှအသက်အကြီးဆုံးပေါ့နော်သူကအသက်20လောက်နဲ့ master လာတဲ့နေရောလေအဲ့တော့ not a good vibe ပေါ့နော်ဒီတိအတွက်က အဲဒီမှာလဲအမရဲ့အတွေ့ရလဲဒီကြီးနဲ့တူတာရှိရပါတော့အဲ့ဒါဘာလဲဆိုတော့တက်ကတူကြောင်းတက်တယ်ဆိုတာကအတန်းထဲမှာဆီယာမစာတင်နေတဲ့လက်ချာကိုလေ့လာဖို့မဟုတ်ဘူးအဲ့ဒါက percentage အရန်နေတယ်ပေါ့နော်အဲခဏပြောသလိုမျိုးပဲကြောင်းပြီးသွားရင် ကိုဘွားကို preparation အနေနဲ့ soft skill training မိတ်ဆွေဘလို့ဖွင့်ရမလဲပြီးရင်ကိုမိတ်ဆွေနဲ့ပြဿနာတက်ရင် conflict management ဘလို့လုပ်ရမလဲ time management energy management အဲ့ဒါတွေကိုလုပ်ငန်းဝင်ကိုမရောက်ခင်မှာလူတစ်ယောက်ကို preparation အ ကောင်းဆုံးလုပ်လို့ရတဲ့အခြေအနေတစ်ခုပေါ့နော်ဖြိုးတို့အတွက်ဆိုရင်အဲ့လိုမျိုးအကောင်းဆုံးသူ့အချိန်မှာသူဖြစ်ခဲ့လို့အလုပ်လုပ်တဲ့အချိန်ကျရင်အမတို့က ready ဖြစ်တာလေအမတို့ဒီ university က best case ကပေါ့နော်ကိုယ့်ရဲ့လက်တွေ့ဘဝမှာအတုံးကြစီခဲ့လေပေါ့နော်အများဆုံးပေါ့နော်အဲ့ဒါကဖြိုးအရန်သဘောကျတဲ့ psychologist Jordan Peterson ရဲ့အဖြေလေးနဲ့တူတူဖြည့်ပေးခြင်းနဲ့ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ reading thinking and writing ပေါ့နော် တက္ကသိုလ်ကဖြိုးကို reading လေးနဲ့တဲ့အရန်ခက်တဲ့စာတွေကိုဖတ်ဖို့ training ပေးတယ်ပြီးနောက်တစ်ခုက thinking ပေါ့နော်တွေးတတ်အောင်လို့ training ပေးတယ်နောက်တစ်ခုက writing အဲ့တော့ riding ကအခုဖြိုးတို့စကားပြောနေဆိုတာဖြိုးတို့စကားပြောနေရမှာမဟုတ်ဖြိုးတို့ riding လုပ်တက်လို့ပေါ့နော်ကိုယ့်ရဲ့အတွေးကိုတေချာသူများနားလဲအောင်ရေးချတက်လို့စကားပြောကောင်းတာပေါ့နော်ဒါကြောင့်မလို့လူတယောက်ကတက္ကသိုလ်သွားတက်တယ်ဆိုတာကအဲ့ဒီ reading နဲ့ thinking နဲ့ riding skill ပါလာရင် you can do anything you want အမားတို့ marketing လုပ်တယ်ဆိုတာလေ riding လေတိလာကိုယ့်ရဲ့ idea ကိုယ့်ရဲ့အတွေးတွေကိုသူများနားလဲအောင်နားလဲအောင်နေမကောင် influence လုပ်တာလေတိလာအဲ့တော့အဲ့ဒီ skill ကိုပေးခဲ့တာပဲအမအတွက်ဆိုရင် ကျောင်းမှာတင်တဲ့ accounting oh my god ကိုမေရတော့ဆရာမတင်ပေးရတဲ့ပိုကျွမ်းသေးရပါတော့ business subject တွေဒီအဖေနဲ့မေလေးရမ်းမဲအောင်နဲ့အဖေနဲ့မေကဆရာမရဲ့ထက်ပိုပြီးတော့တော်တယ်ကျွမ်းကျင်တယ်ဒါပေမဲ့စိတ်ပညာအတန်းကသင်ပေးတဲ့အဲ့ဒီ thinking skills တွေ writing skills တွေ reading skills တွေကတော့တကယ်ကိုဘဝအတွက် ဘဝထီပေါက်တာပဲအဲ့ထီနဲ့ပဲအမထိုင်ပြီးရောမှပတ်စံထုံနေပါဘောနော်อืมဒီဒီအတွက်ကြတော့ကြောင်းတက်တခါမှာပေါ့နော်ပြန်စစ်စားလိုက်တယ်ပေါ့နော်ငါ့ကိုဘာများရစီလဲပေါ့နော်စင်ကာပူမှာတက်တဲ့ဩစတြေးလျမှာတက်တဲ့ခါမှာတကယ်တမ်းကြောင်းကတင်ကန်းစားရကျွန်တော်တခုမှမမှတ်မိဘူး9နှစ်တက်တယ်နော်တခုမှမမှတ်မိဘူးဒါပေမဲ့ကျွန်တော်ဒီကြောင်းကနေပြန်ရလိုက်တဲ့ဟာက life changing scale stable เนาะ for example ကျွန်တော်ဆိုရင်ဟိုဘယ်နိုင်ငံကိုရောက်ရောက်ဘယ်လိုမျိုး community ပေးရမလဲဆိုတော့ နားလေကျွန်တော်အခု UK မှာနေရ UK မှာကျွန်တော်ရဲ့ social cycle ကျွန်တော်ရှိရအတွက်ကြောင့်မို့ကျွန်တော် ACC နေလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ဘဝကိုအလွယ်တကူနေလို့ရတယ်ဘယ်နိုင်ငံအောင်ပြောင်းပြောင်း social cycle တစ်ခုကိုဘေးလုံးနိုင်တယ်ပြီးရင် community တွေကိုလည်းဝင် join နိုင်တယ်ပြောရမလို့ဒါ social skill ပေါ့နော် social skill အရန်ကောင်းလာတယ်ပြီးရင် networking skill က share ကျွတ်တယ်ဟိုကြောင်းအောင်ရောက်သွားတဲ့ခါမှာကိုကအဲ့ဒီတော့မမတ်ရရပဲဟို Burmese community ကိုကိုကထောင်ခဲ့တာမြန်မာတုံးအောင်ပဲရှိရဲပြီးရင်ကိုကထောင်ခဲ့တာဘူလောင်ကောင်း University မှာပေါ့နော်အဲ့တော့အဲ့လိုမျိုးအဲ networking skill တွေလည်းကျွမ်းလာတယ် University life ကနေဒီဒီကိုအကောင်းဆုံး lesson တစ်ခုပေါ့နော်ပေးခဲ့တာဘာလဲဆိုရင် incentive ပဲဖြစ်လာအဲ့တော့လူတယောက်မှာ incentive ကောင်းကောင်းရှိရဲဆိုရင်ပြောရမယ်ဆိုရင်ပေါ့နော်ဟိုမှာကျွန်တော်ကိုဒီနေ့စာကြရမယ်ဗီဒီယိုရိုက်ရမယ်အလုပ်သွားရမယ်တန်ရှင်းလောက်ရမယ်အဝတ်လျှော်ရမယ်ဒါတွေအကုန် ပြောတဲ့အခါမှာအားများလိုက်တာငါလောက်ရမယ့်အလုပ်တွေကများလိုက်တာပေါ့နော်မလောက်ချင်ဘူးဆိုတဲ့ဟာလူတိုင်းမှာအဲ့ဒီစိတ်ရှိတယ်။ဒါပေမဲ့ကျွန်တော်ကို incentive ပေးမယ်။မဖြူဖြူအောင်က1 million dollar ပေးမယ်ဆိုရင်တေးချတယ်။ဒီအလုပ်တွေကိုတစ်ခါတည်းမဟုတ်နှစ်ခါပြန်အောင်မှလုပ်နိုင်တယ်ပေါ့နော်။အဲ့တော့ចောင်းသားဘွားမှာတတိကိုတင်ပေးလိုက်တာ incentive ပဲ။ចောင်းသားတယောက်ကဆောင်ဝဲအောင်ချင်တယ်ဆိုတတိဆိုဆောင်ဝဲအောင်ချင်လို့ mole link box အစာကြက်ပြီးမှာ ဆောင်ဝဲတွားဖြည့်တယ်ဆောင်ဝဲဖြည့်ပြီးချင်းချင်းကားပေါ်မှာအိတ်ကျော်သွားတယ်ခွာတိလားအလောက်ကြီးကြီးကိုကအောင်ချင်တဲ့စိတ်ရှိတဲ့ခါမှာကိုယ့်ရဲ့ human capability ကိုတရားရခိုင်တော့အတုံးချလာတယ်အဲ့တော့ဒီ incentive ကအရင်အရေးကြီးတယ်အခုဒီထက်လူငယ်တွေအကုန်လုံးကိုစာအုပ်တအုပ်တွားဖက်လို့ပြောရင်ဖက်ချင်မှာမဟုတ်ဟာပြင်းစရာကြီးပေါ့နော်ဒါပေမဲ့ကိုကဒီစာအုပ်တအုပ်ဖက်ချင်ကငါရဲ့ဘွားကို နောက်ထပ်ကိုအသက်ရှိမဲ့နှစ်40ပြောင်းလဲစီမှာတေးချရဲဆိုရင်ဖက်မှာလား ဖတ်မှာပဲဒီလားเนาะအဲ့တော့ကျွန်တော်တို့လူတွေကလေ we are so lazy ဒီလားအရင်ပြင်းနေပေါ့เนาะကိုယ့်ရဲ့ brain ကကိုယ့်ကို lazy ဖြစ်အောင်လုပ်တယ်အဲ့တော့ကိုယ့်ရဲ့ brain ကိုကိုယ်က trick လုပ်တတ်ဖို့လိုတယ်ကိုယ့်ရဲ့အုံနောက်ကိုကိုယ်လဲ့စားပါအော်ဒီဒီကအမြဲတမ်းကိုယ့်ရဲ့အုံနောက်ကိုကိုလဲ့စားတယ်ကိုမလို့ချင်တဲ့အလုပ်တွေရှိရဆိုရင်ဟာငါဒီဟာကိုလုပ်တဲ့ဆိုရင်အဲခီးတစ်ခုတွားနိုင်မယ်ပေါ့နော်ဘယ်လောက်ထိခက်ခဲတဲ့အလုပ်ကိုပဲဖြစ်ဖြစ်လုတ်တက်လာတာ university ကြောင့်ပေါ့ အဓိကအမမျက်နှာအကြောင်းတင်ငန်းစာလိုက်ချင်းချင်းဖြစ်စီရမဟုတ်ဘူးကိုကအဲ့အကြောင်းတင်ငန်းစာတွေကိုပြီးအောင်ဖြတ်သန်းနေတော့ကိုကိုတိဆောက်သွားတဲ့ဟာလိုက်ချင်းချင်းဖြစ်စီရလေတဲ့လားပြီးရင်အကြောင်းတင်ငန်းစာတွေကဘာမှမမှတ်မိဘူးဘာမှမချန်ခဲ့ဘူးဒါပေမဲ့ကိုရဲ့ personality ကိုရဲ့ discipline ကိုရဲ့ skills ကြီးအဲ့ဟာအကုန်လုံးကကိုနဲ့ကြံခဲ့တာပေါ့နော် so အတက်ကတော့ကတော့ကိုကတော့အမြဲတမ်းကိုသားသမီးဆိုလဲတက်ကတော့ကြောင်းကောင်းကောင်းအောင်တေချာလေးကြောင်းသူဘွားကိုဖြတ်တန်းစေခြင်းနဲ့ပေါ့နော်အကြီးစားအောင်မရှိသေးဘူးသူကကလေးကိုကြောင်းပြောနေ ဟုတ်လားစိတ်ကူးစိတ်ကူးရင်းရင်းတာစိတ်ကူးရင်းတာမဟုတ်ကိုကလုံးဝ vision ကကောင်းတယ် vision ကြီးထားထားတယ်ကိုတာသမီးကြရင်လည်းလုံးဝတက္ကသိုလ်အကောင်စားမှာပေါ့နော်အကောင်ဆုံးကျောင်းထားမယ်ပေါ့ဘာလို့လဲဆိုတော့ဖြိုးယုံကြည်တာကအဲ university ကျောင်းတက်နေတဲ့လူတစ်ယောက်ရဲ့ကွာ၄နှစ်ဆိုတာကမိဘကကိုတာသမီးကို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  self discovery ပေါ့နော် ကိုကိုရှာပွေ တွေ့ရှိဖို့ရှာအတွက်ပေးလိုက်တဲ့အကောင်ဆုံး gift ။ပြီးရင်အဲ့လေးနှစ်ဆိုရင်ကိုကဒီចောင်းသူចောင်းသားဆိုရဲ identity တစ်ခုတည်းနဲ့ကိုဘွားကိုကိုက explore လုပ်ချင်တာလုပ်လို့ရရကွာ။အလုတ်ခွင်တွေကိုရောက်သွားပြီဆိုရင်ပြည့်ညက်ချက်တွေများတယ်။လွတ်လပ်မှုတွေမရှိတော့ဘူး။ကိုဘတက်ကိုအဲ့ချိန်ကျမှ discovery လုပ်ချင်နေ။နည်းနည်းနောက်ကျနေပြီပေါ့နော်။ Yeah ။အဲ့တော့တက်ကတူចောင်းသူဘွားကိုအခုလက်ရှိပိုင်ဆိုင်နေရဆိုရင်တမိုးထားပါ။ self discovery ကောင်းကောင်းလုပ်ပါလို့လည်းမှတ်ချင်ပါတယ်။အဲနောက်တစ်ခုသတိပြောချင်တာလေးလား။ ကျွန်တော်တို့အကြောင်းသားဘဝမှာလေ limitation ကကိုယ့်အကိုဆက်လောက်တာဒီလားအဲဆိုဒီ first year မှာတော့ဟာငါပတ်ထိုင်အလုပ်ရှိတယ်ဆိုကိုယ့်အကိုဂုံယူနေရပေါ့နော် second year မှာငါပတ်ထိုင်အလုပ်လုပ်တယ်ပြီးငါရဲ့နေစည်းကိုငါရှာနေတယ်အကြောင်းသားတိုင်းကနေစည်းမရှာနိုင်ဘူးလေဒီလားဒီ Australia မှာဆိုအဲ့တော့ကိုယ့်အကိုဂုံယူရဒါပေမဲ့ဒီရဲ့တငယ်ချင်းဒီ Pakistan ကလူတယောက်ကိုတွေ့လိုက်တဲ့အခါမှာ oh my god ဒီတောင်နေစိတ်စားစိတ်လည်းရှာနိုင်တယ်ကြောင်းစိတ်လည်းဒေါ်လာတထောင်လောက်ရှာနိုင်တယ်ဗောနော်အဲ့တော့အော်တော့ what the hell ဗောနော်အဲ့တော့ကြွားစင်နာကတခါလေကြာရင်ကိုကအမြင်မကျဲတဲ့အခါမှာကိုကအကြီးဆုံးလို့ထင်တယ်ဗောနော်အဲ့တော့ဒတိယတငယ်ချင်းကိုတွေ့လိုက်တဲ့အခါမှာဩငါလုံနေတာကသူလုံနေရတဲ့၄၀ရာခိုင်နှုန်းတော့မရှိသေးဘူးငါဒီထက်ပုံပြီးမှအလုပ်ကြိုးစားရမယ်ဗောနော်အဲ့တော့လူငယ်တယောက်အနေနဲ့ကိုကနေရာတနေရာကိုရောက်လာတဲ့အခါမှာ limitation ကကိုကကိုဆက်လုပ်တယ် အဲ့ဒါကိုလည်းပြင်ဖို့လိုတယ်အဲ့ဒါကိုပြင်ဖို့ဆိုတာကအမြင်ကျေဖို့လိုတယ်ဗောနော်ဒီလိုဆိုရင်အခုနောက်ပိုင်း key အရင်တွားတဲ့ခါမှာအမြင်ပို့ ြဲလာတယ်ပေါ့နော်။ခီးသွွားချင်းကလည်းလူတွေကိုအမြင်ကြဲစေရဲ့နောက်တစ်ခုကစားဥဖတ်ချင်းပေါ့နော်။အဲ့တော့ဒီညမှာခဏခဏဟာကိုကြည့်ကြည့်နေမှာဖြစ်ွားသူတို့ရဲ့ရွှေနှုတ်ကိုပဲကျညာနေရပေါ့နော်။အဲ့လိုမျိုးလာပြောတာမဖြိုးရဲ့ဘွားတော့မသိဘူးเนาะကျွန်တော်ရဲ့ဘွားကိုကြောင်းလဲစေတာကအဲ့ဒီအမြင်ကျဲစေလို့ငငယ်လေးကနေစာအုပ်တွေအများကြီးဖတ်တာအိမ်ကလူတွေမသိအောင်အိမ်သာထဲမှာတော့မှစာအုပ်ကိုဖတ်ခဲ့ရတယ်လားအမေကိုဈေးလိုက်ဖို့ရယ်ဆိုရင်ဆိုင်ကယ်မှာထိုင်ပြီးမှစာအုပ်ဖတ်ပြီးမှထိုင်စာအုပ်ပေါ့เนาะသူကဒီမှာစာအုပ်ဘယ်လောက်ဖတ်လဲဆိုတော့ဒီမှာကြည့်လိုက်ဒီမှာဒီနေ့တောင်မှအနေကော ရှင်တို့အဲ့ဒီနဲ့ပတ်သွားနေရပါဒီရဲ့ဘဝဆိုရင်လည်းနော်အဲစာဖက်လို့ပဲပြောင်းလဲသွား तू ကတော်တာသီလား तू နေမနေရရွာမနေရနော်အမဘဆက်ကနေထွက်လာရင်လူတွေကမအောင်ပြောကြလိမ့်မယ်သီလားဒါပေမဲ့ဒါကိုတငယ်ချင်းကြောင့်ကိုကတိလို့ပြောပြရပါနော်ပြီးရင် तू ကခရစ်စတန်ဆိုပေမဲ့ तू ကဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းအများကြီးဖတ်လို့ तू ကအသက်လည်းအရန်ကောင်းတာအဲ့တော့ထဏပြောသူမျိုးပဲစာဖက်ချင်းရပါဘောကျွန်တော်တို့ကကျွန်တော်တို့စီးပွားရေးမလို့ပြောတာမဟုတ်ရွှေနှုံးမှာမဖက်ရင်လည်းတခြားနေရာမှာဖက်ကြုံတဲ့နေရာမှာဖက် ဒီလိုရွှေနှုတ်တွေမှာပေါ့နော်အ ਨੇ ဆုံးလူငယ်တွေ free sale တွေပြပေးထားတယ် sale ပေါ့နော်အဲ့တော့လုံးဝကိုကငွေချင်းမတတ်နိုင်ဘူးဆိုရင်ရွှေနှုတ် app ကို download ချပါဒီလိုလူငယ်တွေကို free sale တွေပေးထားတယ်ပြီးသွားပြီဆိုရင် free trial တွေလည်းပေးရပေါ့နော်အဲ့တော့ page မှာလူကြီးတော့တက်မှတ်ထားတယ်ပေါ့နော်အဲ့တော့ free trial တွေလို့ရှင်နေဆိုရင်၃ရက် free trial တွေလည်းယူလို့ရတယ်အဲ free sale တွေလည်းတော့ဖတ်ပါပေါ့အဲ့တော့အမဘလို့လဲအခုဒီရောက်တော့ဘလို့ခန်းစားမိလဲမှာ ဘလို့ခန်းစားရလဲဆိုကိုငယ်တုန်းကတက္ကသိုလ်ကျောင်းသူဘွားကိုခန်းစားမိတယ်။ပြန်ပြီးတော့ရောက်သွားသလိုမျိုးပဲပေါ့နော်။ဆောင်းမိုးဝဲတွေ assignment တွေနဲ့ struggle ပြီးပတ်ဆက်မရှိလို့မေးပေးတဲ့မုံမိုးလေးကိုကက်တက်ပြီးတော့မှတုံးရတယ်ပေါ့နော်။ပြင်သမင်းသွားစဖို့ဆိုရင်အရင်စဉ်းစားရတယ်။မှတ်မိရပေါ့နော်။အမေပတ်ဆက်လွှဲပေးဖို့ရှာတော့နောက်ကျနေတဲ့အချိန်မှာဖြိုးရဲ့ bank account ထဲမှာ Australian dollar 30ပဲရှိတဲ့နှစ်ပတ်တိတိနေခဲ့ဘူးတဲ့။အဲ့တုန်းကဆိုရင်လေတကယ်ပတ်ဆက်မရှိခြင်းဆိုတာကိုလန့်သွားတယ်တိလား။ဘာလို့လဲဆိုတော့တကယ်ချင်းကြီးကကိုယ့်ကိုလေအပ ြင်ထမင်းစားဖို့ခေါ်မှာအရန်ကြောက်တာဘာလို့လဲဆိုအဲ့30နဲ့ဘလို့အပြင်ထွက်လို့ရမှာလဲပြီးရင်ဩစတြေးလျမှာကွာတိလာကိုပတ်ဆက်မရှိလို့ဆိုပြီးတော့ဘေးကလို့တော့ချီလို့မရအောင်အမေကိုတော့ပြီးတော့တောက်လို့မရအောင်ဖိတောက်လို့မရအောင်အရန်လန့်တာကြောက်ဖို့ကောင်းတယ်အဲ့ဒီခန်းသားချက်လေးရင်ထဲမှာအမြဲတမ်းမမီရတာကြောက်မလို့ဖြိုးသည်အဖြိုးပတ်ဝန်းကျင်လူတွေအကုန်လုံးတည်ရဘန်းကောင်ထဲမှာပတ်ဆက်အပြည့်ရှိမှပဲနေတတ်တယ်ဖို့နော်ဘန်းကောင်ထဲမှာပတ်ဆက်အပြည့်ရှိရနော်အများတိုက်ချင်တိုက်လို့ရ အဲ့ဒါလေးကျွန်တော်တခုပြောချင်တယ်လာဘန်ကောက်တယ်မှာပတ်စံရှာတကယ်မကောင်းမကောင်းဟုတ်တယ်အမားတို့အမြဲတမ်းပြောနေတယ်ပေါ့နော်ပတ်စံကိုပတ်စံရှာခိုင်းမှာဆိုတော့ဥစ္စာနဲ့ပတ်သက်ပြီးပတ်စံကိုပတ်စံရှာခိုင်းတယ်ဒါပေမဲ့အမားရဲ့ဒီနေချာတခုရှိရကွာတိလားအဲ့ဒါဘာလဲဆိုကိုယ့်ရဲ့မိဘတွေစီကနေလာတာပေါ့နော်အမားတို့မိဘတွေက cash ကိုအမြဲတမ်းအပြည့်ထားထားတာကွာဘာလို့သူတို့စီးပွားရေးလုပ်တဲ့ချိန်ကျရင်သူတို့က သူများကိုအကျွေးဘယ်တော့မှမထားဘူးအဲ့တော့သူတို့ ਨੇ စီးပွားဘက်လုပ်တဲ့သူတွေကိုသူကအရန်ထဲ့သွင်းစဉ်းစားပေးရကွာအဲ့တော့သူတို့ပတ်စံအမြန်အိမ်မှာထားထားတယ်တကူပေးရရှင်ချက်ချင်းပေးတယ်သူတို့ကရရရှင်စောင့်တယ်ဒါပေမဲ့သူတို့ပေးရရှင်ချက်ချင်းပေးတဲ့အဥ္စာနဲ့ကိုကကြီးပြင်းလာဖြစ်တဲ့အတွက်အခုဆိုရင်အမဆီမာလေးအမြဲတမ်း cash ready ရှိရကွာတိလားပတ်စံလာစီချလိမ့်မယ်ကျွန်တော်ဆိုရင် i don't have any cash for no တကယ်လည်း cash မရှိဘူးတတိယ invest ကိုမဖြစ်တာအဲရှိချင်မှပတ်စံနဲ့အကောင်လုံးကိုရင်းနှီးမြှုပ်နှံထားတာပေါ့နော်ငွေငွေရှာဟင်းထားတယ်ဘယ်တော့မှ cash မထားဘူးကျွန်တော်ကလည်းအဲ့ဒီငွေချင်းနဲ့ပတ်သက်လာရင် healthy relationship ရှိတယ်ဒါပေမဲ့ခဏပြောသမီးပဲကိုမိပါရဲ့လွှမ်းမှုမှုကပေါ့နော်တစ်ချိန်ကျရင်ဘယ်အချိန်သူများကိုပတ်စံပေးရမလဲပတ်စံသုံးရမလဲဆိုတဲ့ဟာ ready ဖြစ်တယ်အဲ့ဒါကောင်းတဲ့ဟာကြီးလည်းအများကြီးရှိခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါအဓိကမဟုတ်ဘူးဒါပေမဲ့ဒီမျိုးကြီးကိုရောက်လာတဲ့အချိန်မှာကို ့ရဲ့ចောင်းသူဘဝကိုသူကသတိရတယ်ပတ်စံမရှာနိုင်တဲ့အရွယ်မှာအရန်ကိုချစ်ချုပ်ပြီးတော့မှာပေါ့နော်ငွေကိုသုံးခဲ့ပြီးတက္ကသိုလ်ចောင်း တက်ခဲ့ရတဲ့ငယ်စဉ်ဘဝကိုလည်းပြန်ပြီးသတိရပြီးတော့မှအခုကိုယ့်ဘဝကိုကိုယ်အရင်စိတ်ချမ်းသာရပေါ့နော်။အဲ့ဒါပါလဲဆိုလူကအသက်30ကျော်လာတဲ့အချိန်မှာကိုယ့်ဘဝတကူကိုပတ်ဆက်ရှာနိုင်တယ်၊ကိုယ်ခီးသွွားခြင်း၊ကိုယ့်ဘဝတကူကိုသွားနိုင်တယ်ပြီးတော့ရဆိုဘသူကိုမှခွင့်တောင်းစရာမလိုဘဲနဲ့တကယ် independent ပေါ့နော်။ freedom အပြည့်နဲ့နေနိုင်တဲ့ဘဝကိုလည်းရှင်းနေတယ်။ဒါပေမဲ့လည်းအခုဘဝကိုရဖို့ဆိုတာခဏတုန်းကအကြောင်းသူဘဝကိုကောင်းကောင်းမွန်ဖြတ်တန်းခဲ့လို့ပဲအခုဘဝကိုရရတယ်ဆိုတာလေးကိုလည်းပီတိဖြစ်စွာပေါ့နော်ခံစားချက်ရတယ်။ပြီးတော့ဒီလေးတစ်ခုပြော ောချင်တယ်ပေါ့နော်ဒီငငယ်ကလေးအနေကိုဒီ manifestation ကိုအရင်ယုံတယ်ပေါ့နော်ဟိုဘလောက်တော့ယုံလဲဆိုရင်စင်ကူမာနေတော့ကကိုကပတ်စံမရှိဘူးပေါ့နော်မရှိရခါမှာ hotel တွေကိုတွားတယ် hotel အကောင့်တွေပေါ့နော်ဟာ hilton မှာနေချင်လိုက်တာ novo hotel မှာနေချင်လိုက်တာကိုကအဲ့ဒီ hotel တွေမှာလဲစင်ကူမာစပွဲထိုးလုပ်ခဲ့ပူရယ်ပေါ့နော်တကယ်ချင်းနေတဲ့အတူတူကြောင်းတက်တော့ကလုပ်ခဲ့တာပေါ့နော်အသက်16စက္ကန့်တော့ပေါ့နော်အဲ့တော့ အမြဲတမ်း hotel အကောင့်တွေတွေ့ရင်ငါကြီးအကောင့်တွေတွေ့ရင်ဟာငါအသက်30ပြည့်ရင်ငါ Rolex ဝယ်ရမယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ဟာကိုယ်အမြဲတမ်း manifesting လုပ်တာကလွန်ခဲ့တဲ့3ရက်တုန်းက Belgian နိုင်ငံကိုရောက်သွားတဲ့အခါမှာတတိက flight အကြောင်းမျိုးမျိုးအကြောင်းမပြန်လာလို့မရလိုက်ဘူးမရလိုက်တဲ့အခါမှာသူကရုတ်တရက်ကြီး Novotel Hotel ကိုကောက် book လိုက်တယ်ပေါ့နော်အတွေ့အထိမှာလည်းအလောက်မရှိဘူးဘာလို့ဟိုပေါင်100 200လောက်ပဲရှိရဲဆိုတော့လေအဲ့တော့ ဟိုတယ်ထဲကိုရောက်မှပေါ့နော် Oh my god ငါငငယ်တော့ငါ manifesting လုပ်ခဲ့ရအောင်နော်ငါငငယ်တော့ဒီအိမ်မက်တွေမက်ခဲ့တာငါတည့်ရကြရင်ဒါမျိုးဟိုတယ်တွေမှာနေနိုင်အောင်လုပ်ရမယ်ငါတည့်ရကြရင်ပေါ့နော် Rolex ဒီ Nike ပေါ့နော်ငါရဲ့စူးစမ်းမှုကြောင့်မို့ငါဟာငါဝယ်နိုင်ရမယ်ဆိုတဲ့ manifesting လုပ်တဲ့ဟာတွေတကယ်ဖြစ်လာတယ်ငါတည့်ရကြရင် ကဘာပတ်ပြီးမှဗီဒီယိုရိုက်မယ်ဆိုတဲ့ဟာကြီးကတကယ်ဖြစ်လာတာငါတည့်ရကြရင်ဒီဆွစ်ဇာလန်နိုင်ငံမှာပေါ့နော်ဒီစတားပေါ်မှာတပ်ပုံတွားရိုက်မယ်ဗီဒီယိုတွားရိုက်မယ်တငယ်ချင်းတွေကိုကြောင်းတာဘွားတော့ကယူယူတွတ်တွတ်ပြောခဲ့တာတွေကတကယ်ဖြစ်လာတယ်အဲ့ဒါတွေက manifesting ပေါ့နော်ကိုငယ်တဲ့အချိန်မှာ manifesting လုပ်ပါဘာလို့လဲဆိုရင်ကျွန်တော်တို့တချင်းခွေတပုတ်ကိုခဏခဏနားထောင်ရင်အဲ့ဒီတချင်းစာသားတွေကိုအလွတ်ရတယ် right ကျွန်တော်တို့အမှ Justin Bieber တချင်းဆိုကျွန်တော်အလွတ်ရတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ခေါင်းထဲမှာအဲ့ဒီ manifesting ငါတည့်ရကြရင်ပညာတတ်ဖြစ်ရမယ်ငါတည့်ရကြရင် င်ဒီနိုင်ငံခြားခီးသွားပြီးမှပေါ့နော်ဗီဒီယိုရိုက်နိုင်ရမယ်အဲ့လိုမျိုးဒတိယတိတ်ခွေတွေကိုဒတိယကောင်းထဲမှာခဏခဏပလေးလုံနေရကမှဟုတ်ပြီအဲ့ဆိုရင်ကဘယ်လိုမျိုးပညာတတ်အောင်လုပ်ရမှာလဲဟုတ်ပြီအဲ့ဆိုရင်ကနိုင်ငံခြားခီးသွားနိုင်အောင်ဘယ်လိုမျိုးပတ်စံစုရမှာလဲအဲ့ဒီ how ဆိုတဲ့ question တွေပေါ့နော်ပို့ထွက်လာတယ်ပို့ထွက်လာတဲ့အခါမှာကိုကကိုသွားချင်တဲ့ direction ကိုမြင်မြန်ရောက်တယ် ဒီဒီပြောချင်တာ manifesting လောက်တာသူ့လိုလိုဖြစ်လာမှာမဟုတ်ဘူးเนาะကိုကထိုင်ပြီးမှတဲ့တဲ့ငါဘီလီယံနာကြီးဖြစ်ရမယ်အဲ့လိုမျိုးပေါ့เนาะ you move move manifesting လောက်တာမဟုတ် manifesting လောက်တယ်ဆိုတာက actionable manifesting လောက်ဖို့ကိုလိုရလို့ဒီဒီကပြောချင်ပါတယ်ဒီဒီရဲ့ဘဝမှာအဲ့ဒီဟာလေးကဒီဒီကိုအကြီးမားဆုံး changes တစ်ခုကိုပေးစီခဲ့ပါတယ်ပေါ့เนาะမလေးဒီမှာ तू အမေ roller စီလဲဝဲနိုင်ပြီเนาะမလေးကဘာလဲပတ်နိုင်နေပြီเนาะ तू no data အကြီးကြီးကြီးထပြောနေ no data ဈေးကြီးတာ तू အမြင်သုံးနေเนาะ အဲ့တော့ဒီနေရာမှာလေဒီဒီပြောသူမျိုးပဲပေါ့နော်လူတိုင်းကတော့ဒီဒီ manifest လုပ်ကြတယ်တွေးကြတယ်အခုကိဆိုရင်ပို့ပြီးတော့မှကွာ manifestation နဲ့ပတ်သက်ပြီးတော့ promote လုပ်တဲ့သူတွေလည်းများလို့ကွာကျွန်တော် psychology စိတ်ပညာမှာကြတော့ thoughts are things လို့ခေါ်ရပေါ့နော်ကျွန်တော်တို့ရဲ့အတွေးတွေဒီကိုယ့်ရဲ့အုံနောက်ထဲမှာပေါ့နော် neuron တွေကိုဖန်တီးနေတယ်ပြီးရင်အဲ့အတွေးတွေကခဏခဏတွေးပါများတဲ့ချိန်ကြတော့ကိုယ့်ရဲ့ identity ဖြစ်သွားရကွာသိလားလူကလေအမားတို့ဆိုရင်လေအဲလူတီယောက်ကစိတ်ပညာမှာဆိုရင်ကိုယ့် identity ပေါ်မှာမူတည်ပြီးတော့ပဲအရာရာ ာကိုလုပ်တယ်ပေါ့နော်ကိုကငါဒီထူးချွန်ထက်မြက်ပြီးတော့မှဒီလိုမျိုးတာမန်ကိစ္စရင်လည်းငါနဲ့ကလုံးဝမပတ်သက်ဖ ೇನೆ အမြဲတမ်းပဲเนาะကောက်ကောက်မုံမုံဆက်ဆန့်ခံရပြီးတော့မှနေရာတနေရာမှာရောက်နေတဲ့ career နဲ့ဖြတ်တန်းရမဲ့သူလို့ကို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 က identity ထားထားတယ်ဆိုရင်ဥပမာ UK မှာရောက်လာလို့ကွာတာမန်အလုပ်ကိုဝင်လုံးလို့မရဘူးသလားဒီဒီတာမန်အလုပ်ကိုဝင်လုံးတယ်ဆိုကိုကလက်မခံနိုင်ဘူးကွာသိလားအဓိကကိုယ့်ရဲ့အုံနောက်က ကိုယ့်ရဲ့ identity ကိုအမြဲတမ်းပဲအကောင်းဆုံးနေရာမှာထားအစွန်းစွန်းဆုံးကွာလူတယောက်ကဝါတဲ့ပိန်နာတောင်မှတော့ identity ပေါ်မှာမူတည်ရဝါတဲ့သူကကိုယ့်ရဲ့ identity ကိုငါဝါတဲ့သူဆိုပြီးတော့လက်ခံလိုက်တာကွာသိလား even ဒီဒီကိုတော့ခဏပြောဒီဒီက तू ကလေသူ့ကို तू အဲ့လိုခဏကိုယ်နဲ့ပတ်သက်လာရင် तू ကအဲ့လိုမျိုး strong identity မထားထားဘူးပိန်လဲငါပဲဝါလဲငါပဲသိလားအဲ့လို identity မထားထားဘူးကွာအမဆိုရင်မရဘူးလုံးဝငါဒီအရန်ကိုကျမ်းမာပြီးတော့မှ fitness level အမြင့်ဆုံးလို့လို identity ထားထားတယ်ပေါ့နော် အဲ့လိုမျိုးရှိရ identity ကအရေးကြီးရဒီဒီပြောရတဲ့အထက်မှာဆိုဒီဒီကအမြဲတမ်းနေရနေတာလာတာကိုယ့်ရဲ့ identity ကွာတိလာ you only put your identity very strong ပြီးနေမှာဒလူလူကတိလာအဲ့ဒါကောင်းဝင်တဲ့ဒလူလူတာ ခုခေတ်လူငယ်တွေပြောတဲ့ပုံစံရဆို delusion နဲ့ဖြစ်တယ်ကွာတိလာ ပြီးအရန်အောင်မြင်တဲ့သူအရန်ပတ်ဆက်ရှိတဲ့သူတွေဆိုသူတို့ဆိုလဲဟိုတယ်လောကမှာအလိုအမားတယောက်နဲ့ခီးသွားတာကွာသူကခါဆယ်ကြီးကိုမြင်တာအောင်မှာသူကဘာပြောလဲသူကအဲ့ခါဆယ်ကြီးကမမအိမ်နဲ့အဲမမအိမ်နဲ့သူတို့ကအဲ့လိုမျိုးကွာအရန်ကြီးကျယ်တဲ့ကိစ္စတွေသူတို့အုံတော်ထဲမှာတာမယ်မယ် ဒီကစားရမမအိမ်ပေါ့နော်ဒါအခုကမမသူတို့ငားထားပေါ့အဲ့ဒါကိုပြောရပြီနောက်ထပ်တစ်ခုလုံးဝ Royal နဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုပေါ့နော်ဒီကားတစ်စင်းကိုမြင်တော့လေသူကဒါမမကသူတို့မမငားထားရပေါ့နော်ပို့မပါပဲပြောနေရကောအဲ့တော့အဓိကသူတို့ရဲ့အတွေးထဲမှာအဲ့လိုကြီးမြတ်တဲ့အရာတွေကိုကိုနဲ့ထိုက်တန်တယ်လို့လက်ခံပြီးတော့မှနေစဉ် action တွေကိုဆောင်ရွက်နေရပေါ့နော်။ညာအဲ့တော့ identity ကအရေးကြီးပါတယ်။လူငယ်တွေကို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 ဘာ identity ပေးနေလဲဆိုတာကို ပြန်လဲသုံးသပ်ပြီးတော့မှအဲ့ identity ကို live up ဖြစ်တဲ့ action တွေကို strategic action ပေါ့နော် view ဟာကြာကြာ action တွေကိုနေ့စဉ်ဆောင်ရွက်နေဖို့အရေးကြီးရလို့ဖြိုးကဒီညမှာပြပြကြမှာတယ်အားလုံးဘလို့သဘောရလဲ ီဒီငါတို့နှစ်ယောက်ဒီမှာပေါ့နော် Cambridge ကိုရောက်တော့ကြောင်တက်ချင်တဲ့ဖြစ်လာကြောင်တက်ရောငါတို့ဘယ်လိုဖြစ်မယ်လို့ထင်လဲကြောင်ရှိတဲ့မြို့ကိုတွားတိုင်းတွားတိုင်းကျွန်တော်ကကြောင်တက်ချင်တဲ့စိတ်လေးရှိရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ကြောင်သားဘွားကအပျော်ရှင်ဆုံးအချိန်ဆိုတော့လေဒါမဲ့လွန်ခဲ့တဲ့လေးနှစ်ကဒီ Cambridge မှာပဲကျွန်တော်ကြောင်သားတက်တော့မှဆိုရင် I really hated it ဘာလို့မကြိုက်ခဲ့လဲဆိုရင်ကျွန်တော်တို့တွေကအပြစ်မှာတွေ့စီဝါကြီးတွေတုံ့ပြန် ါမှာအကြောင်းကြောင်းလာတဲ့ကိုအတင်ရှင်တဲ့အရာတွေကိုတင်နေရတယ်။ဘာမှမရှိမဆိုင်ဘောနော်။ marketing 1.0 2.0 don't get any listen တော့ကတင်ငန်းစာတွေကိုဒါတင်တဲ့ခါမှာလေအမိုက်ကိုဘာလို့ညလဲဘောနော်။ပြီးရင်ကျွန်တော်ရဲ့ assignment ဆိုရင်လည်းဒီအိန္ဒိယမှာရှိတဲ့ chocolate factory တခုအကြောင်းကို research လုပ်ခဲ့တယ်။အမိုက် ဘာတက်တော့ပေါ့နော်ကိုလိုချင်တဲ့ project ကိုကိုဟာကိုရွေးခွင့်မရှိရတယ်။အင်းသူတို့ချပြီးတဲ့ assignment တွေကလွန်ခဲ့တဲ့ည20က project လွန်ခဲ့တဲ့30က project တော်တော်လေးကို out of date ဖြစ်နေတယ်ပေါ့နော်။အဲ့ဒါအကြောင်းကိုကျွန်တော်မကြိုက်ခဲ့ဘူးနော်။အကေဒီ university မှာကိုတက်ချင်တဲ့ subject ကိုတက်ချင်လို့မျိုးကိုဟာကို learning လုပ်ခွင့်ရမယ်ဆိုရင်တက်ချင်တယ်။အတက်ဘလောက်ပဲကြီးကြီး။အခုကျွန်တော်တို့ university ဒါမှသွားတာကျွန်တော်ဟို landing လုပ်နေတည်း yeah 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 ဒါကိုကကို self landing လုပ်နေတာကိုကကို university တက်နေတယ်အတူတူအမတို့နေရောရဲ့ self landing ကအရန် strong ဖြစ်တာလေဒါတက်ကတူတက်နေတဲ့အချိန်မှာနေရင်းနေတိုင်းကို landing လုပ်ချင်တာအနည်းဆုံးမလေးလောက်ဆိုရင်3နိုင်လောက်ရှိရလေတနေ့ရောလေတိလားဒါအကြောင်းတက်တာနဲ့တူတူပဲပေါ့နော်အဲ့တော့ခဏမေးခွန်းလေးကိုဖြေရမယ်ဆိုရင်ဖြိုးတို့နေရောဒီအကြောင်းသွားပြန်တက်ရင်လုံးဝအဆင်ပြေမှာမဟုတ်ဘူးအေးဖြိုးရမှာမဟုတ်ဘူးတကယ်လက်တွေ့အလုပ်လုပ်ပြီးသားသူတွေစီးပွားရေးလုပ်ပြီးသားသူတွေကအကြောင်းပြန်သွားတက်ရင် လုံးဝဆွေးနွေးပြီးအထူးသဖြင့်စီးပွားရေးလုပ်တဲ့သူတွေတောင်းတတဲ့ပေါ့နော်။ဘာကြောင့်မို့လဲဆိုတော့တို့ရောကကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ချိန်ကြတော့အမြဲတမ်းကိုကလက်တွေ့အသုံးချလို့ရမယ့်ဟာကိုပဲနေ့စဉ်လုပ်နေရပါသီလား။အမားတို့ဒီအမြဲတမ်းထောင်ရာကျောင်းသူလုပ်နေတဲ့သူဖြစ်တဲ့အတွက် landing ကနေ့စဉ်ဘဝမှာရှိပြီးသားအထူးသဖြင့်စီးပွားရေးထဲမှာဆိုရင်ဥပမာအဖြိုးဆိုပြီးခဲ့တဲ့6လလုံးလုံးက HR Human Resource ကိုကျောင်းမှာ Master တက်တယ်လို့မျိုးပဲလေ့လာနေရကွာတိလားအဲ့ဒါပြီးသွားပြီဆိုရင်ကို business မှာလိုတာက finance ဆိုရင် finance ကို master ကျောင်းသူမိပါအဲတနစ်တရမဲ့ဟာကိုက3လရနေအပြက်မြင်မြင်လေ့လာမှာကွာဘာလို့လဲဆိုတော့အဲ့မလေ့လာရင်ဒုက္ခရောက်မှာလေတိလားစီးပွားရေးမှာကွာတိလားအဲ့လိုမျိုးဆိုအမားတို့ရဲ့ landing ဒီခဏဝါဒီဒီပြောသလိုမျိုးပဲပေါ့နော် incentive လဲ strong ဖြစ်တယ်ပြီးသွားရင်ချက်ချင်း apply လုပ်တာဖြစ်တဲ့အတွက်เจ้ามาလို့မျိုးစတင်ပြီးမမေ့ဘူးကွာတစ်သက်လုံးတတိယရတယ်တိလားအမဆိုရင်လေတိလားအရန်เจ้ามาပျော်တာလေတိလား ဒီတိရကျចောင်းသားဘဝမှာတငယ်ချင်းတွေចောင်းလို့ပြောတာအမကအဲ့လိုတက္ကသိုလ်ကြီးမှာနေစဉ်ចောင်းသွားရတာ library မှာထိုင်နေရတာတက္ကသိုလ်ချစ်တာကွာ ကိုကိုရဲအဲ့ကြောင့်တခါတည်းကျောင်းထောင်ကျင်နေပေါ့နော်ကိုကျောင်းထောင်ကျင်နေဆိုဘာလို့ကိုကဟိုကကျောင်းပြော်တယ်ကျောင်းပြော်ကြီးပြီးရင်ထဝရကျောင်းသူဆိုတာက ခုမှဒီစကလုံးသုံးတာမဟုတ်ကိုရင်ဘတ်ထဲကကိုနှလုံးသားထဲမှာရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်တက္ကသိုလ်သွားတက်တယ်ဆိုဒီဒီလိုမျိုးပဲအမလည်းစစ်ပြီးမှမဟုတ်ဘူးအဲ့ဆရာဆရာမတွေကသင်နေတာတွေက relevant မဖြစ်တော့ဘူးဗာသိလားဒီသူတို့ရဲ့ theory တွေသူတို့ရဲ့ example တွေက relevant မဖြစ်ဘူးဆိုတာလေကိုကသိနေပြီငငယ်တော့ကသာမသိလို့သူတို့ဂျင်းထဲတာခံပြီးတော့မှ relevant ဖြစ်တဲ့ခြေနေရအထူးသဖြင့် marketing ဆို relevant မဖြစ်တော့ဘူးဆိုတာသိတဲ့အချိန်ကျတော့မတို့ marketing နဲ့မဟုတ်ဘူးပေါ့နော်သူကကျွန်တော်အယုံရှင်ဆုံး position ပြမယ်ဆိုရင်လူတစ်ယောက်ကဈေးရောက်မှာအပေါင်းအလုပ်ပဲတက်ချင်တာဒါပေမဲ့သူကအကြောင်းကိုတော့မတင်ချာပဲမဟုတ်တမိုင်းတွေ English တွေမြန်မာစာတွေအော်ပထဝီလိလာနေရသူကအချိန်ဝေးရှင်းလို့အဲ့ဒီပညာရက်တွေကိုသူကသုံးပါဘူးသူကဈေးရောက်မဲ့သူအပေါင်းအလုပ်နဲ့ဈေးတစ်ခုတက်မဲ့တက်ရင်ရနေပြီကျွန်တော်ပြောချင်တာအဲ့ဒါပေါ့နော်ကျွန်တော်ကျောင်းသွားတဲ့ခါမှာ ကျွန်တော်မလို့အတက်ဟာညလုံးခိုင်းတဲ့ခါမှာအချိန် waste အရန်ဖြစ်လွားကြီးရယ်ပေါ့နော်အဲ့တော့အခုငယ်ရွယ်တဲ့အချိန်မှာကိစ္စမရှိဘူးငယ်ရွယ်တဲ့အချိန်မှာကိုကကြောင်းသွားတယ်ဆိုတော့ကကြောင်းကတင်ကန်းစာကိုတင်တာမဟုတ်ဘူးเนาะအရှိမပြောပြောခဲ့ရတဲ့အကုန်လုံးပေါ့နော် life soft skill အကုန်လုံးကိုသိလာနေရတယ်เนาะအင်းရအောင်အသက်ကြီးလာတဲ့ခါမှာကျွန်တော်တို့မှာအဲ့လိုကြီးကြီးလည်းအချိန်မရှိတော့ဘူးเนาะအဲ့လိုမျိုးဖြစ်လာရလဲပါမလို့ဖြစ်ပါတယ်เนาะ အတီးရေးဘိုက်ဆန်နေပြီမတ်ရှိုးကဒီထက်ပြီးတော့အရင်ရိုက်နိုင်တယ်သူကလေအနေကြီးအပြည့်ပဲကျွန်တော်ကဘိုက်ဆာလို့တည်ရော ဟုတ်ကိုကလေဟိုဟာကိုရဲ့ string of thought ပေါ့နော်အတွေးတွေကိုပျောက်သွားမှာဆိုတာပြီးရင်အာအမားတို့ကဗီဒီယိုရိုက်တယ်ဆိုတာကလည်းသိလား artist လို့မျိုးပဲလေ flow ရှိလို့ flow ရှိလို့ရင်တချို့ရက်တွေဆိုကျွန်တော်တို့ညောက်သွားတာသွားတာလေ flow မရှိရင်ဘလို့မှရက်လို့မရအောင်နော်อืมအဲ့တော့အခုဒီ university နဲ့ပတ်သက်ပြီးပြောချင်တာကတော့အဲလူငယ်တွေအတွက်ကတော့ university မဖြစ်မနေလို့ရဲဘာလို့လဲဆိုတော့အဲ့ဒါကចောင်းသားတယောက်ကို identity ပေးရပေါ့နော် university ចောင်းသားဆိုတဲ့ identity နဲ့ကိုယ့်ကိုယ် self discovery လုပ်ဖို့အချိန်ရနေတဲ့အတွက်အရန်အရေးကြီးရဲ့ မဲ့ကျိုးလိုမျိုးတကယ်ကိုပိုင်စီးပွားရေးတွေလုပ်ပြီးသွားပြီးနောက်တစ်ခုကတကယ်ကိုလုပ်ငန်းခွင်မှာဖြစ်ဖြစ်မြမြလုပ်ပြီးသွားရသူဆိုရင်အဲ့လိုကြောင်းသွားရင်စိတ်မရှိတော့ဘူးပြင်ဆရာတွေကလည်းကို့အတွက်က impressive မဖြစ်တော့ဘူးပါသိလား ျွန်တော်အသက်ကြီးလာတဲ့ခါမှာကျွန်တော်ရဲ့ learning style ကကြောင်းသွားတယ်။ Yeah. ပြီးရင် Geo ဆိုရင်အခုဘယ်လိုမျိုး learning လုပ်လဲဆိုရင်ကိုယ်မှာ mentor တွေရှိတယ်။ coach တွေရှိတယ်ပေါ့နော်။အဲ့ဒီလူတွေရှိရတယ် learning လုပ်တယ်။ကိုစောင့်ချက်တွေရှိတယ်ပေါ့နော်။အဲ့တော့ဒါကပို့ပြီးမှ university စက်တာတော့မှရှိကြီးရယ်ပေါ့နော်။ဟိုကိုပေးရတဲ့အချိန်ကို hourly rate နဲ့ပြန်တွက်မယ်ဆိုရင်ပေါ့နော်။ဒါပေမဲ့သူများ10နဲ့15နှစ်လောက်ရှိပြီးတော့အတွေ့အကြုံကိုကိုကတနားကြီးအတွက်မှာ အဲ့ဒီလူကကိုယ့်ရဲ့အမားလေးကိုရှာပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ landing style တွေပြောင်းသွားတယ်ပေါ့နော်စီးပွားရေးလုပ်တဲ့ခါမှာအဲ့တော့ဖြိုးကဒီဗီဒီယိုလေးကိုဒီမှာဆုံးသက်ချင်တယ် Cambridge ပေါ့နော် University of Cambridge one of the best best university in the world လာကြည့်ပြီးတော့မှဖြိုးတို့ရဲ့အတွေးလေးတွေကိုဒီဗီဒီယိုမှာ share လုပ်တာဖြစ်ပါတယ်အားလုံးပဲဖြိုးတို့ပြောထားတဲ့အချက်လက်တွေကိုအာဘလို့မြင်ပါသလဲ comment ထဲမှာ mark ခဲ့ပေးပါ comment တွေဒီတို့တို့ကိုအခုလိုမျိုးဗီဒီယိုတွေအတွေးတွေနဲ့ဆက်ပြီးတော့ sharing လုပ်ဖို့ပေါ့နော်တွန်းအားဖြစ်စေရပေါ့နော်တကယ်လို့ comment မှာရှိဘူးဆိုရင်ဖြိုးတို့က okay ဒီလိုဗီဒီယိုတွေကလူတွေမကြိုက်ဘူးအဲအဲ့လိုမျိုးတွေးမိသွားရပေါ့နော်ဒါကြောင့်မလို့ comment တွေဖတ်ချင်ပါတယ်ကျွန်တော်လည်းတခုပြောချင်ပါတယ်ကျွန်တော်เนี่ยမပေးစားပါနဲ့ သူတို့เนี่ยမောင်နှမတွေပေးစားတယ်เนาะโอเคအဲ့အလေးပြောချင်ပါတယ်ဆိုတော့ဒီလိုဒါ DI map ပေါ့နော်ကောင်းတဲ့ပေါ်လာတဲ့ဟာပြောရတဲ့အခါကျတော့ဒီချက်ပါကြီးကဟိုပြောတာမားတာရှိတယ်အပြည့်မတူဘူးဆိုရင် discuss လုပ်ကြရတယ်เนาะအာ work camp ပါเนาะโอเคကျေးဇူးများတင်ပါတယ်အားလုံးလည်း good night เนาะ